ရှင်ကြောင်းမြို့ဟာမြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းဒေသကြီး6ခရိုင်မှာတည်ရှိတဲ့သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်။ AR မြစ်ရဲ့အရှိတ်ကမ်းပေါ်မှာတည်ရှိပြီးတော့မကွေးမြို့ကနေ29မိုင်ရန်ကုန်မြို့ကနေဆိုရင်တော့မိုင်363မိုင်กว่าဝေးပါတယ်။2014ခုနှစ်ရဲ့သကောင်စင်းရမြို့နေလူဦးရေဟာ4,5120ဦးရှိပြီးတော့ 2020ခုနှစ်ရဲ့သကောင်စီးရင်မှာတော့49,938ဦးအထိတိုးတက်လာခဲ့ပါတယ်။မကွေးတိုင်းအတွင်းမှာတော့စတုထမြောက်အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ပကန်းခဲမတိုင်းမီကတော့ရင်းနှောင်းမြို့ကိုစိတ်သာကွန်းတော်မြို့လို့အမည်တွင်ခဲ့ပြီးတော့အနော်ရှာမင်းရဲ့လက်ထက်မှာတော့ရင်းနသာမြို့အဖြစ်ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ပင်ရခင်မှာကြောက်ကာမျိုးအင်းဝခင်မှာကြောက်တကားမျိုးကုန်းမောင်ခင်မှာတော့ရင်းနှောင်းမျိုးလို့ ကြောင်းလဲခေါ်ဆိုလာခဲ့တာတွေလည်းရှိပါတယ်ရေနံထုတ်လုပ်ရေးရဲ့ဗဟိုဌာနဖြစ်တဲ့ကိုလိုနီခေတ်မှာတော့မြန်မာနိုင်ငံရဲ့အထူးရေနံထွက်ရှိတဲ့ဒေသဖြစ်ထင်ရှားခဲ့ပြီးအိန္ဒိယနဲ့မြန်မာတို့မှ အလုံသမားများစီးပွားရေးလုပ်ငန်းရှင်များစုဝေးခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ရေနံနှွေးတွေဖြတ်စည်းခံခဲ့ရပြီးတဲ့နောက်ထုတ်လုပ်မှုလည်းရောကျသွားခဲ့ပါတယ်။ ဘိုးကျောင်းဆန်းနဲ့ညီကိုများကြီးပြင်းခဲ့တဲ့ရွှေချောင်ုံရက်ကွက်မြို့သားအပေါင်းတို့ဟာလည်းနေကျဆန်းကျင်ရေလှုပ်ရှားမှုတွေရဲ့ဗဟိုချက်ဖြစ်ခဲ့ပါတယ်။ဒါအပြင်ဒုဗမာအစီယုံရဲ့ပထမဆုံးအစီဝေးကျင်းပရာမြို့အဖြစ်လည်းတမိုင်းဝင်ခဲ့ပါတယ်။ဒုတိယပကံလို့တင်စားခံရတဲ့ဇေဒီပထိုးတွေညားစွာရှိတဲ့အပြင်ပင်ဖျားရွှေဘုံသားငွေဘုံသားကဲ့သို့သောတမိုင်းဝင်ဇေဒီပထိုးများစွာလည်းတည်ရှိပါတယ်။ 1994ခုနှစ်မှာတော့မကွေးမြို့ကိုတိုင်းယုံတွေပြောင်းရွှေ့သွားပြီးတဲ့နောက်မှာစီးပွားရေးနဲ့နိုင်ငံရေးအရဩဇာရော်နေလာခဲ့ပေမဲ့တမိုင်းဝင်အဆောက်အအုံတွေများတာကြောင့်ရောရင်းနှချောင်းမြို့မြေကမ်းဘေးမှာရှိတဲ့ရှုခင်းသာတွေများတာကြောင့်ရောရင်ကျေးမှုခီးသွားလုပ်ငန်းအတွက်အလားလာကောင်းတွေတော့အများကြီးရှိနေသေးဖြစ်ပါတယ်။ ဒါအပြင်ရှင်နှချောင်းမြို့ဟာမြမတမိုင်းမှာလွတ်လပ်ရေးကြိုးပမ်းမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေများစွာကိုပေါင်းစပ်ထားတဲ့ထူးခြားတဲ့မြို့တစ်မြို့လည်းဖြစ်ကြောင်းမှတ်တမ်းတင်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗီဒီယိုလေးကိုအခုလိုစဆုံးကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ကျွန်တော်ကတော့ရှင်နှချောင်းမြို့ရဲ့ admin လွှမ်းဝေအောင်ရှင်နှချောင်းပဲဖြစ်ပါတယ်ခင်ဗျာ Yeah.